ခုတလောနာမည်အရန်ကြီးနေတဲ့ Vivo ရဲ့ X2 Ultra Error Error ကဲဒီနေ့ကိုကျွန်တော်အာဒီတာအရန်ဖြစ်နေတဲ့ဖုန်းတလော unboxing လုပ်ရမယ့်နေ့ပေါ့နော်။ဘာဖုန်းလဲဆိုတော့ Vivo ရဲ့ခုတလောနာမည်အရန်ကြီးနေတဲ့ X 200 Ultra ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါ။ဆိုတော့ unboxing လုပ်ပေးပါမယ်။ဒါပေမဲ့အရင်ဆုံးကျွန်တော်ကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဖုန်းပါပါ။အဲဖုန်းပါကနေပြီးတော့သူတို့ ဒီ China version ဖြစ်နေတဲ့အတွက်ဒီ H200 Ultra ကိုသူတို့စီမှာမရောင်းဘောเนาะဒါပေမဲ့ကျွန်တော်ခဏခဏကြည်သွားကြရတဲ့အခါဒါသူလည်းမနေနိုင်တော့ဘူးထင်ပါရဲ့နောက်ဆုံးတော့ကျွန်တော် review unit ဝယ်ပေးလိုက်ပါတယ်ဝယ်ပေးလိုက်ပါဆိုတော့ပြန်တော့ပေးရမှာပေါ့เนาะဆိုတော့ကျွန်တော်ဒီလိုမျိုးတကူတက ကူညီပေးတဲ့အတွက်ဖုန်းပေါက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အဲတကယ်လို့က global version နဲ့ပတ်သက်ပြီးတော့ဘယ်ဖုန်းပဲလိုချင်တာဖြစ်ဖြစ်ဖုန်းပေါက် page မှာသွားရောက်မေးမြန်းဆုံဆန်းလို့ရပါတယ်။ကျွန်တော် caption မှာလည်းတက်တွဲပေးထားပါတယ်။အဲ YouTube မှာဆိုရင်လည်းကျွန်တော် link ကိုချပေးထားပါတယ်။နောက်ပိုင်းမှာလည်းကျွန်တော် China version အလုံးတွေပါရောင်းဖို့လည်းတိုက်တွန်းထားပါတယ်။ဆိုတော့ပြောနေရကြပါတယ်ကျွန်တော်အရန် unboxing လုပ်ချင်နေတာဖြစ်တဲ့အတွက် unboxing လေးပဲတန်းပြီးတော့ sort ထားလိုက်မယ်ဗျာ။ Okay ။ ကျွန်တော်အဖြူရောင်လေး request လုပ်ထားတယ်ပေါ့နော်အိုး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 ကင်မရာတကယ်နာမည်ကြီးနေရာလည်းမပြောနဲ့ကင်မရာ housing ကြီးကင်မရာ bank ကြီးကတကယ်ဟိုလက်သေးကုန်တစ်ခုစာလောက်ရှိတယ်အကြီးပဲဆိုတော့တခြားဗားလေးပဲပါတဲ့အရင်ထက်ကြည့်လိုက်မယ်။ဟောရှင်းပါတယ်ကျွန်တော်တို့မှာ original cover လေးတစ်ခုပါလာမယ်။ဆိုတော့ quality လေးကောင်းတယ်ဖုန်းရဲ့အကြောင်းနဲ့လိုက်တယ်။ အဲပြီးရင်ကျွန်တော်တို့ manual ပါလာမယ်အဲ type a to c ပါလာမယ်နောက်ပြီးကျွန်တော် sim ejector တစ်ခုပါလာမယ်နောက်ပြီးကျွန်တော်ဒီမှာ vivo ရဲ့ flat charge ပေါ့နော်90 watt flat charge ပါလာမယ်ဆိုတော့အဲဒီမှာ channel ပါလာတွေကတော့ကျွန်တော်မြင်တွေ့နေကြတခြားဖုန်းတွေနဲ့တော့ဘာမှမကွာဘူးပေါ့နော်အကုန်လုံးအတူတူပဲဖုန်းရဲ့ experience ဘူး packaging design ကလည်း h200 pro နဲ့အတူတူပဲပေါ့နော်ဆိုတော့ကျွန်တော်ဖုန်းလေးကိုတန်းပြီးတော့ကြည့်ပါမယ်အဲ့လိုလေးဖြာလှအောင်လိုလေးထားလိုက် ဟာကင်မရာကင်မရာဘန်ရချူစင်ဟောပြေရနေစာခွာလို့ခွာရှိရနေခွာလိုက်ရင်တော့ရရပြဒါပေမဲ့ပြဲတော့မှနှမျောလို့ခဏလေးအဲ့လိုနည်းနည်းခက်ခက်ခက်ခဲလေးကိုပို့ပြီးတော့လှုပ်ချင်တာပေါ့နော်အာ ကျွန်တော်ဒီဒီဇိုင်းလေးကိုကြိုက်လို့ဩကျွန်တော်ဗီဒီယိုတွေပုံနေထဲမှာမြင်ရတော့ဒီအောက်နောက်ဘက်ကဒီအောက်ဘက်ကပက်တန်ကိုကျွန်တော် luggage design ပေါ့နော် luggage ပုံစံလှိုင်းလေးပါလာမယ်တက်ချာပါလာမယ်ထင်တာပေါ့နော်အဲ့မဲ့တက်ချာမပါဘူးဒီဇိုင်းပဲပါရယ် okay so ပြီးအပေါ်ဘက်မှာတော့လုံးဝမ finish နဲ့ပဲ glossy လုံးဝမတုံထားဘူး camera housing ကတော့ဒီမှာမြင်တဲ့အတိုင်းပဲဒီလိုအောင်ကန်လို့ရတယ်မကြုံဖုန်း what the heck ပြီးတော့ဒီမှာကျွန်တော် camera button လေးတစ်ခုပါလာမယ် အင်း ultra ဆိုတဲ့အတိုင်းပဲအရန်ကြီးတဲ့ဖုန်းတလုံးကိုကင်ထားတဲ့ခံစားချက်မျိုးရတယ်အမ် first impression အနေနဲ့တော့နည်းနည်းလေးဒီအပေါ်ဘက်က weight က distribution နည်းနည်းပိုများတယ်ထင်တယ် weight ကအပေါ်ဘက်မှာနည်းနည်းလေးပိုလေးနေဒါပေမဲ့ဒါသိချာတော့ကျွန်တော်မဆန်းရသေးဘူးပေါ့နော် baby frame ကတော့ matte finish နဲ့ပဲကျေးဇူးတင်တယ်လက်ရည်ပိုင်းမထင်တော့ဘူးဒီတိုင်း neck ကင်ရင်တော့မှပေါ့နော် အပေါ်မှာတော့ထုံးစံတိုင်း type c speaker sim ejector အဲ sim slot ဒီမှာဘောဘောမှာ speaker ပေါ့ပါလာမယ်ဆိုတော့ ထူးထူးခြားခြားပြောရဆိုလို့ဒီမှာဒါပဲရှိတယ်။နည်းနည်းနော်နော်ကြီးမဟုတ်ဘူး။ဆိုတော့ကျွန်တော်အမ်အရှိဘက်ကတော့သူ quad cup လေးလုပ်ပေးထားရဗျ။ quad cup လေးဆိုတာဒီပပလေးပေါ့နော်ဒီတောင်းလေး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 ဒီ site ဒီအကုန်လုံးသူပပလေး cup လုပ်ပေးထားရဆိုတော့ဟွန်းစိုးလေး cup ကိုအခုချိန်ထိကြိုက်တယ်ကျွန်တော်တို့လူမျိုးတွေအတွက်နောက်ပိုင်း flagship phone တွေဝယ်လိုက်အကုန်လုံးကနဲလာပြီဆိုတော့ဒါလေးကတော့မိုက်တယ်။ခံရတဲ့ design အနေထားကတော့နည်းနည်း အရန်ကြီးတယ်ဗျအရန်နည်းနည်းမဟုတ်အရန်ကြီးတယ်ဆိုတော့อืมကာဘာတက်ပြီးသုံးမယ်ဆိုရင်ဟုတ်တယ်ကျွန်တော်အခုကင်နေ S25 Ultra နဲ့တိတ်တော့မကွာလောက်ဒီကောင်နည်းနည်းလေးပို့ပေါ့မထင်တယ်ဒါပေမဲ့ तू ဖြက်ကိုနည်းနည်းပို့ကာလာမပြောတတ်ဘူးပေါ့နော်ရှင်ကြီးမှာပဲဒီမှာပဲဒါပေမဲ့တော်တော်ဆယ်တော့တော်တော်ကြီးကိုကြီးရဲ့ဖုန်းတလုံးကိုကင်ထားမှန်းသိတာဟုတ်တယ် weight ကတော့ distribution အနည်းမဖြစ်ဘူးပေါ့နော်ဒီအပေါ်ဘက်ကနည်းနည်းလေးပို့လေးတယ်အာစာရဖတ်ကမ်းပြီဆိုတော့ကျွန်တော် China version ဖြစ်နေတဲ့အတွက်သူ့ရဲ့ origin os နဲ့ပဲလာမယ်ပေါ့နော်ဒီမှာခုနကမြင်လိုက်ကြလားမသိဘူးဒီမှာ origin os နဲ့ပဲလာမယ်အဲ origin os ကိုမှကျွန်တော်တို့ဒီကောင်လေး global version ထွက်ရင်တော့ကောင်းမယ်ဗျာ global version မထွက်ဘူးထင်တယ်အမ်ဒီမှာလောလောဆယ်စပြီးတော့သူ့ရဲ့ vivo account ဝင်ခိုင်းပြီပေါ့နော် no vivo account no vivo account ဆိုရင်လည်းမရအောင်ကြော်ကြော်လို့မရအောင် ဆိုတော့ကျွန်တော်ဒီຢာလေးအရင်စပြီးတော့တရုတ်ဖုန်းနေရဲ့ထုံးစံအတိုင်းပဲအတိုင်းနဲ့ပတ်လိုက်အောင်မယ် a few minutes later ဆိုတော့ကျွန်တော်ခုနကဒီမှာဟိုမွေဒီမွေနဲ့စိုင်းရင်လေးတာဆိုတဲ့ဟာလေးတွေ့လိုက်တယ်ပေါ့နော်ဆိုတော့စိုင်းရင်လေးတာလေးနဲ့ဝင်လိုက်တဲ့အခါမှာတော့အဆင်ပြေသွားပြီ ဆိုတော့အကောင့်တော့မဝင်လိုက်အောင်ဒါပေမဲ့ပြီးရင်တော့ပြန်တော့ဝင်တော့ဝင်မှာပါဒါပေမဲ့ဗီဒီယိုမှာကြာနေမှာဆိုလို့ဆိုတော့ display ကို color temperature adjustment လုပ်ခိုင်းတယ် Vivo X1 800 Ultra မှာကျွန်တော် review မှာပြောခဲ့ရပါတော့အဲ display ကနည်းနည်း blue tint နည်းနည်းများရပါတော့အဲ့တော့လည်းဟိုဟာတက်ကက်ချက်ကဆော်ရဲတို့ quick touch ကမင်းတန်းတို့နဲ့ coffee တောင်းနဲ့တူတူရှင်းကြည့်ကြည့်နေတဲ့သတိထားမိရပါတော့ X200 Pro မှာလည်းအဲ့ဒီဟာလေးကိုနည်းနည်းတော့တွေ့တယ်ဒါပေမဲ့အခုဒီ X အဲ200 Ultra မှာကြာတော့ temperature ကိုသူတစ်ခါလဲစရခဲ့တဲ့ရွေးခိုင်းတယ်ပေါ့နော်ဒီမှာ default ပဲထားလိုက်မယ် full screen gesture သုံးမယ် go to origin os ဟောစပါပြီဆိုတော့ပြီးွားပါပြီ setup ကတော့음ခုနကတော့ဟိုဆိုင်းငင်ကနည်းနည်း skip လုပ်လို့ရတယ်ဗောနော် ai advisor တဲ့ဒီကောင်လေးက vivo x200 ultra နဲ့ပိုတာသွားတဲ့အချက်ကပထမတစ်ချက်က display ဗောနော်သူ့မှာကကျွန်တော်တို့ဒီမှာ음ဟိုနေ flip ကထမလားမသိဘူးဗောနော်ဆိုတော့ကျွန်တော်အရင်ဆုံး depth မှုလေးလှုပ်လိုက်မယ် စိတ်တော်မဆိုးကြပါနဲ့ဓမ္မဖလစ်ကကျွန်တော်ဒီမှာ live ပြိုင်နေရဖြစ်တဲ့အတွက်တကယ်လို့ဓမ္မမထားပဲဖလစ်ကာကြီးပါနေဆိုရင်ဗီဒီယိုတစ်ခုလုံးဖလစ်ကာကြီးနဲ့ကြည့်နေရမှာဆိုလို့ပေါ့နော်ဆိုတော့ဓမ္မမကြိုက်တဲ့သူတွေလည်းစိတ်မဆိုးကြပါနဲ့ချိုးပြီး request လုပ်ပါတယ်အဲဒီမှာကျွန်တော်အခုပြမယ်ဟာသူဘာသာလဲဆိုတော့ second resolution ကိုသူ HD ပဲထားထားတယ်ဒီမှာ ultra HD ကိုပြောင်းလိုက်ပြီပေါ့နော်ဆိုတော့ display ဘက်မှာ resolution ပိုကောင်းသွားတယ် နောက်ပြီးတော့ performance ဘိုင်းမှာလည်းတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တဲကြီးကြိုက် Quick Quest Snapdragon 8 Elite latest and greatest ပေါ့နော်။ဟွန်း virtual enhancement နဲ့မှာဝင်လေးပါလာသေးတယ်ပေါ့နော်။ display to optimization လေးပါလာသေးတယ်။ Okay ဆိုတော့ display ကဟွန်း China phone တွေရဲ့အဓိကမျက်စိနောက်ဆရာဒီ blow away ပဲ။ထားပါတော့ဒါရအရေးတော့သိမကြည့်ပါဘူး။အခုနကကျွန်တော်ပြောနေတာဒီမှာ performance ပေါ့နော်။ performance မှာလည်းဒီမှာ Quick Quest Snapdragon 8 Elite mobile နဲ့လာမယ်။ အေးလေသူလို့ခုနပြောလိုက်တာမသိဘူးအဲတခြားဒီမှာ Vivo Blue Image Dual Chip ပေါ့နော် VS1N နဲ့ V3 Plus တဲ့ကင်မရာအတွက်ကိုသူက chip တွေတီးတန့်ထက်ထည့်ပေးထားသေးတယ်ဆိုတော့ကျွန်တော်ကင်မရာဘိုင်းတွားလိုက်အောင်သူ့မှာတကယ်ကင်မရာဆန်ဆာရိုးရိုးရှင်းရှင်းနဲ့ unique ဖြစ်တဲ့ပုံစံဘက်ကိုတွားထားရပေါ့နော်ရိုးရှင်းရှင်းပဲဆိုတာကင်မရာ housing ကြီးတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်လိုအပ်တဲ့ဆန်ဆာ၃လုံးတယ်လီပါမယ် main sensor ပါမယ် ultra wide ပါမယ်သူ main sensor မှာဆိုရင်လည်းကျွန်တော်တို့ဒီ Sony 50 megapixel sensor ကိုပဲတုံးလိုက်တယ်ဒါပေမဲ့သူက focal length ဥမာပြောင်းလိုက်တယ် 35mm focal length လှုပ်လိုက်တယ်ဆိုတော့ကျွန်တော်အရင်တော့အသားမဲ့ကျွန်တော်ရိုက်နေကြများသောအဖြစ်ဈေးကွက်ထဲမှာရှိပြီးသားဖုန်းတော်တော်များများ26 25 28ဝန်းကျင်လေးများတယ်ဆိုတော့ 10မီလီမီတာဝင်းကျင်လောက်တော့သူကပို့ပြီး crop ဖြစ်သွားမယ်အဲ့ဒီတော့သူကဘာမှာပြန်ပြီးတော့ cover လုပ်ပေးလိုက်လဲဆိုတော့ ultra wide sensor မှာ cover ပြန်လုပ်ပေးလိုက်တယ် ultra wide sensor ကကျွန်တော် main sensor နဲ့အတူတူပဲဒါပေမဲ့ aperture လေးကတော့ ultra wide sensor နဲ့ပို့ပြီးတော့များတာပေါ့နော်အဲတခုကောင်းသွားတာကကျွန်တော်ခုနကပြောလိုမျိုးဒီ ultra wide နဲ့ sensor ဟိုမှာပြန်ပြီး crop ရိုက်လိုက်မယ်ဆိုရင်လေခုနကကျွန်တော်25 28လောက်လိုချင်တယ်ဆိုရင် quality အရင်မကျသွားဘူးပေါ့နော် okay ဒီမှာသူပြပေးတာပေါ့နော်ဒီမှာ zoom button style နဲ့ဒီဘေးဘက်ကကင်မရာ button ကိုသုံး တုတ်သုံးတဲ့ဟာတွေပြပေးထားတယ်အဲဖိုကယ်လန့်ပြောင်းလာရဲ့ဇွန်ရေရှိုးပြောင်းလာရဲ့နောက်ပြီးတော့ကျွန်တော်ဒီမှာကင်မရာကွန်ထရိုးဘတ်တန်နဲ့အော်ဒါဆိုသူက iPhone နဲ့တူသွားပြီပေါ့နော် landscape and night or night mode story sky shot okay ဆိုတော့ဒီကဟော landscape and night မှာသူကျွန်တော် long exposure ဂျိုက်လို့ရသွားပါပေါ့နော်ဆိုတော့ camera features အသစ်လေးတုံးကိုသူထည့်ပေးထားတယ် အဲဒီမှာ35 mm ဖြစ်တဲ့အတွက်ကျွန်တော်ခုနဒီမှာခုနပြောလိုမျိုးပေါ့နော်နည်းနည်း crop မယ်ဆိုတဲ့အတိုင်းပဲဒီနောက်ကနေဒီနောက်ကိုဒီမှာကျင်းတော်တော် crop တာဒါမှမဟုတ်ချင်းတီတေးစီကကျွတ်စင် Okay ဒီမှာ design style ထည့်ပေးထားတယ် business style ရယ် personalized style ရယ်ဒီမှာ business style ထဲမှာဆိုကျွန်တော် black and white ရှိမယ် texture ရှိမယ် vivid ရှိမယ် size ရှိမယ်ပေါ့နော်ဒီဘက်မှာမှာတော့ကျွန်တော် classic negative တဲ့ Okay ဆိုတော့ Fuji Film မှာတုံးထားတဲ့ classic negative ဆိုတဲ့ color filter ပါသူထည့်ပေးထားပြီပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာ 85mm ဒါသူ့ရဲ့ကျွန်တော်တို့ tele စံစားပေါ့နော်မြင်ရလားတော့မသိဘူးကျွန်တော်တို့အောက်ချနေအဲ 85mm ပြော170 230သူ့ရဲ့ဒီမှာတန်းပြီးရိုက်လို့ရအောင်ငါမျိုးရိုက်လို့ရအောင်လုပ်ပေးထားတယ် portrait မှာဆိုရင်လည်း and nan natural portrait portrait classic so use classic portrait ပဲတုံးလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့၄မျိုးနဲ့ရိုက်လို့ရမှာပေါ့နော်35 50 85 135ဒီမှာ natural portrait classic portrait okay ဒါကျွန်တော်တို့ဟိုအရင်ဒီမှာပါအရင်ဖုန်းတွေမှာတွေ့နေကြပါပဲဒါတော့သိတော့မဆန်ဘူးဒီမှာ85 mm သူ recommended တွေပါလာတယ်135 mm classic so for ဒီ portrait effect နဲ့ပတ်သက်ပြီးတော့သူ focal length အပြောင်းအလဲတော့မရှိသေးဘူးခုနကကျွန်တော်ပြရတဲ့ဒီ landscape and night ဆိုတော့ဒီမှာဒါ tap to use landscape and night ဆိုတော့ဒီမှာသူ ဘယ်လိုပြောလဲခုန landscape မူကဲနိုင်မူကဲနှစ်ခုပေါင်းလိုက်ပြီး long exposure မူနဲ့ရိုက်လို့ရအောင်လုပ်ပေးလိုက်တာရှင်းပြီသိပြီနောက်တစ်ခု portrait video okay so portrait video မှာလဲ ons တော်တော်လေးကောင်းတယ်လို့ပြောရပါတော့ telephoto is standard အဲ့400 800 1600 okay ဒီ feature ဆိုတော့နည်းနည်းဆန်းတယ် telephoto is standard ဒီ stage ကတော့အတွင်းအတွင်း pro မှာလဲတွေ့ရပျော်ပြီဆိုတော့ကျွန်တော် ဒီ Vivo ရဲ့ H2N Android ကင်မရာကိုတခြားလေးစမ်းပေးပါမယ်အဲ review ကြရင်ကင်မရာပိုင်းနဲ့ပတ်သက်ပြီးဘာတွေသိချင်လဲဆိုတော့ကျွန်တော်ကိုမေးသွားလို့ရပါတယ်ကျွန်တော်စမ်းပြီးတော့ comment မှာလည်းပြန်ဖြေပေးသွားပါမယ်လောလောဆယ်တော့ကျွန်တော် 85mm portrait လေးကိုကျွန်တော်နည်းနည်းလေးစမ်းရိုက်ပေးလိုက်မယ်ပေါ့နော်ဒါကတော့ studio ထဲမှာရိုက်တာဖြစ်တဲ့အတွက်ဘာညာ pro ။ damn ကောင်းလွန်ပါတယ်ကောင်းလွန်ပါတယ်ကောင်းလွန်ပါတယ်ဆိုတော့မက်ခရိုပါကျွန်တော်ထပ်ပြီးတော့စမ်းကျင်သွားပြီ။ special camera ဆိုတဲ့ features ကလည်းပါလာသေးတယ်ဒီမှာ။ဆိုတော့ camera features တွေတော်တော်ကြီးကိုကျွန်တော်အချိန်ယူပြီးစမ်းရမှာ။တကယ်တော့အချိန်ယူပြီးစမ်းရမှာဆိုတော့ဖုန်းမောက်ပြန်မပေးကျင်လို့ဒီဗီဒီယိုမှာ tweak လုပ်လိုက်တာပေါ့နော်။တခြား audio ပိုင်းဆက်မှုရှိမယ်။ battery ကလည်းကျွန်တော်7000 mAh ကိုမှ90 watt နဲ့ reverb wireless တွေရော wireless တွေရောအကုန်လုံးပါလာတယ်။ ultra phone တစ်လုံး ပြီးတာတယ် durability ဘက်မှာဆိုရင် IP69 တက်ဆန် water resistant ထိပါလာအောင်မယ်ဆိုတော့ okay ကျွန်တော်ကဟိုဒီဖုန်းကိုလောလောအနေတောက်လျှောက်တုံးဖို့ရည်ရွယ်ထားပါတယ်အဲ့တော့ audio လေးတစ်ချက်ဆန်းကြည့်အောင် audio ဘက်မှာတော့ကျွန်တော် vivo ဖုန်းတို့အမြဲလိုလိုအားမရဘူးပေါ့နော်တဲ့ပြောတာဟို h200 pro မှာတော့လည်းကျွန်တော်တိတ်မကြိုက်ခဲ့ဘူးပေါ့နော်음 global version လေးထွက်ရင်ကောင်းမယ်ဗျာဒီဖုန်းလေးကို မြန်မာသားတော့သေးဦးမှာထင်တာပဲဒါပေမဲ့ China version မှာကျတော့ font ပြောင်းလိုက် font font ပြောင်းလို့ရတဲ့ဟာရှိရဲ့အဲ့ဒါအဆင်ပြေတယ် Global version မှာ iPhone မရှိဘူး ဆိုးပေါ့နော်โอเคဆိုတော့ random audio ပိုင်းမှာလည်း h2 android pro တော့နည်းနည်း h2 android pro လည်းနည်းနည်းလေးတာမှထင်းတယ်โอเคဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးသိချင်တာအကုန်လုံးကျွန်တော် comment မှာရေးပေးသွားလို့ရပါတယ်ကျွန်တော် comment မှာအကုန်လုံးအသေးစိတ်ဖြေချအဲ comment မှာဖြစ်တယ်ကျွန်တော် review video ကြိုင်အကုန်လုံးအသေးစိတ်ဖြေပေးသွားပါမယ်အဆုံးထိကြည့်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်အကယ်လို့အဆင်ပြေဆိုရင် like and share လေးနဲ့ support လုပ်ပေးသွားလို့ရပါတယ်